အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဖုတ်ဘောလိုင်းရဲ့အစီအစဉ်ကနေပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့အခုလောတာကျွန်တော်တို့ကျွန်တော်ဒီတစ်ပတ်လုံးလုံးကွင့်ယူထားတဲ့အတွက်ကြောင့်မလို့ဒါလုံးဝကိုရှယ်အိတ်နေတာပေါ့နော်ရှယ်အိတ်နေတဲ့အတွက်ကြောင့်အခုမှပဲဒါကျွန်တော်ဒီနောက်ပိုင်းမှာမနက်ခင်းဗီဒီယိုတင်နေဥစားအနောက်ကြရတယ်ပေါ့နော်အဲ့တော့အဲ့တပီပြောအောင်ဗျာဒါလက်ရှိမှာဒါကျွန်တော်ဘောလုံးပွဲနဲ့အကြောင်းနဲ့ပတ်သက်ပြီးမဟုတ်ဘဲနဲ့အခုလက်ရှိဒီနေ့မနက်ခင်းမှာ breaking news တခုတက်တယ်။ breaking news တခုတက်တာက Manchester United အသင်းပေါ့နော်။ Manchester United အသင်းနဲ့ခုလက်ရှိမှာ Quin Thiss ဆောက်ဖို့အတွက်ပြီးစင်းရသွားပြီဆိုပြီးတော့ Mike Keegan ကနေပြီးတော့သူ့ရဲ့ဒါကျွန်တော်တို့ Twitter ဆက်မျက်နှာပေါ်ကနေတင်ဆက်လာခဲ့တယ်။ Mike Keegan လှုပ်လှုပ်တဲ့နေရာ Daily Sport ဆိုပြီးမှတကယ်နဲ့ Mike Keegan ကဒီလိုစီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုတော်တော်လေးကိုယုံလို့ရတဲ့အခြေအနေတစ်ခုကိုရှိတယ်လို့ပဲပြောလို့ရမယ်ဒီမှာပါပါ။အဲ့တော့လက်ရှိမှာ Manchester United အသင်းနဲ့သူတို့ရဲ့ဒါဆောက်လုပ်မဲ့ Quin Thiss ရဲ့စီမံကိန်းကိုတော့ လက်ရှိမှာ breakthrough တခုရရှိသွားခဲ့ပြီဆိုပြီးတော့သတင်းထုတ်ပေါ်လာခဲ့တယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော်အစိုးရဘက်ကတော့ဒီဟာနဲ့ပတ်သက်ပြီးတရားဝင်ပြီးစင်းပြလိုက်ပြီးဖြစ်တယ်လို့သိရတယ်မှာပါ။အဲ့တော့လက်ရှိမှာ Manchester United အသင်းရဲ့ဒါကျွန်တော်တို့ Quinn Tick ကိုတော့လက်ရှိ media တွေကတော်တော်လေးကိုသဘောပြတယ်။အဲ့ဒါ football and business အစီအစဉ်မှုပဲခင်ဗျားတို့နည်းနည်းလေးရှင်းပြမယ်ပေါ့နော်။အဲ့တော့ ဒီလက်ရှိ2ဘီလီယံတန်တဲ့လူပေါင်းသသိန်းဝင်ဆက်မဲ့ကွင်းကဒီကွင်းရဲ့ပရဝင်ကကွင်းထပ်ပူပြီးအရေးကြီးနေတာကိုတွေ့ရမယ်ဒီမှာပါတယ်ယူနိုက်တက်တင်တဲ့အခုလက်ရှိမှာဒါဆောက်လုပ်ဖို့အတွက် ဒီအရီကိုဖြစ်ဖို့အတွက်မီးစိမ်းပြလိုက်ပြီးနောက်ပိုင်းမှာ United အသင်းနဲ့ Ineos အုပ်စုအနေနဲ့တကယ်ကိုရှယ်လို့ရှုတော့မှာဖြစ်တယ်။ဒါကြောင့်မို့လက်ရှိမှာဂလီဇာပီတာစုအသင်းရောင်းမယ်မရောင်းဘူးဆိုရလေဒီနေရာမှာ impact အများကြီးရှိမယ်ဆိုရလေနည်းနည်းထည့်ပြောသွားပါ။ Okay အဲ့ဒါကိုဒီမှာကျွန်တော်နည်းနည်းစပြော။အဲ့တော့လက်ရှိမှာ Manchester United ကွင်းသစ်ကြီးဖြစ်တဲ့ဒါ Manchester United ကွင်းသစ်ပေါ့နော်။အဲ့ဒါကိုနာမည်သိတော့မရှိသေးဘူး။ကွင်းသစ်ကိုဒါကျွန်တော်တို့ Manchester United က deep red ဝင်ထဲမှာပဲစောက်ဖို့အတွက်ပြင်ဆင်သွားတယ်။အဲ့လက်ရှိမှာဒီနေရာမှာ Manchester United ကအခုချိန်ဒီမဆုံးဖြတ်ရသေးတာကွင်းဟောင်းကိုဖြတ်မှာလား။ကွင်းသစ်ကိုဒါကျွန်တော်ဘီန ာကမှမပြန်ပြီးစောင့်ပါလားအဲ့တော့ Manchester United လက်ရှိပရဝင်က Premier League အသင်း20ရဲ့ပရဝင်ထဲမှာ Arsenal ဒါ Arsenal နဲ့ New Dubai အကြီးဆုံးတွေမှာပါတယ်ကျွန်တော်ထင်တာ Manchester United ရဲ့ပရဝင်ကပူကြီးမယ်လို့ကျွန်တော်နေနေမြင်တယ်ကျွန်တော်ရောက်ဘူးတယ်ခေါ်တော့ပရဝင်ကဒါကျွန်တော်အရန်ကြီးနေတိုင်းမို့ဒီနားမှာဒါကျွန်တော် United အသင်းတွေဒါ Kappa King ကြီးပဲကိုဒါကျွန်တော်ကွင်းတစ်ကွင်းလောက်ထပ်ဆောက်လို့ရတဲ့အနေထားမှာရှိတယ် Manchester United ဒါကျွန်တော်တို့ဒါ Manchester United ဒါ officials 2ရရှိတဲ့တဲ့မှာကပါကိန်းရှိတယ်ဘောနော်အဲ့ကပါကိန်းကိုတိုင်ကဒါ ကြိုက်တဲ့လူဝေရကြိုက်လူသုံးနေတယ်ဆိုတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မို့တာတော်တော်လေးကိုဒါ waste of space ဖြစ်တယ်တော်တော်လေးအရော United သင်တဲ့ဒီ waste of space ကိုသူတို့အနေနဲ့ဒါတော်တော်လေးကိုအလုံးမလုတ်တတ်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါတော်တော်လေးကိုပေါက်ကွဲနေအဓိကအင်းမျိုးစုအနေနဲ့ဒီလိုဒါကပါကင်ရဲ့ကိစ္စကိုစတင်ပြီးအသင်းကိုဆက်ရောက်ခဲ့တော်တော်လေးကိုမကျေနပ်ဘူးဂလီဇာမိသားစုနဲ့တော်တော်လေးကိုအလုံးမလုတ်တတ်ဘူးလို့ဒီညမှာသူတို့အနေနဲ့သတ်မှတ်ထားခဲ့တာဖြစ်တယ်ဒါပါအဲ့တော့မှပြောမယ်ဘောတော့လက်ရှိမှာဒါကျွန်တော်တို့အာ Manchester ဒါကျွန်တော်တို့ အကောင်ဆယ်ကနေအခုလက်ရှိမှာတဲ့ Queen Thiss ဖို့အတွက်ဒါ Manchester United အသင်ကိုဒါကျွန်တော်မိစိမ်းပြခဲ့ပြီဖြစ်တယ်။ဒီ Queen ကလက်ရှိမှာ2 billion တန်ပဲဒါကြောင့် Queen ကြီးပဲဆောက်ဖို့2 billion တန်ကြီးရှိတော့မှာဖြစ်တယ်လို့လက်ရှိမှာဒီ Queen ကတော့လူပေါင်းသသိန်းဝင်ဆက်မှာဖြစ်တယ်လို့လည်းသိရတယ်ပါပါတယ်။လက်ရှိမှာ Manchester United အသင်ဘက်ကတော့ဒါလူပေါင်းသသိန်းဝင်ဆက်တော့ခဏထားသူတို့အနေနဲ့အခုလက်ရှိမှာ season ticket ရောင်းမဲ့လူတွေကိုအခုချိန်ကလေးကတရဝင်းဝယ်ယူလို့ရတော့မယ်ဆိုတဲ့ပုံစံမျိုးကိုလုပ်ဖို့အတွက်40စနစ်နဲ့သွားနေတယ်။ဒီလက်မှတ်ကဒါကျွန်တော်ပေါင်9890ကတစ်နှစ်ပေါ့နော်တစ်နှစ်စာဘူးတော့နော်တစ်နှစ်စာပေါင်9890 ကနေစကနေပြီးတော့ပေါင်4000အထိရှိမယ်ဆိုတဲ့သတင်းထွက်လာပေါင်4000နဲ့ကတော့ကျွန်တော် VIP seat တွေတို့ padded seat တို့ဖြစ်ဖို့ရခိုင်လို့မြင်ရပါတယ်ပေါင်9800ပေါင်အေးပေါင်ပေါင်9818ချက်တခုကတော့ဒါကျွန်တော်တို့လက်ရှိတာမယ်ဒါကျွန်တော်တို့ season ticket ပုံစံဖြစ်ဖို့များအဲ့တော့လက်ရှိမှာဒါတွေကိုကြိုယောင်းထားမယ်ကြိုယောင်းပြီးတာအသင်းရတာကျွန်တော်တို့ queen ticket အတွက် funding လုပ်သွားဖို့အတွက်ရှိတယ်ဒါပေမဲ့ funding ကအဓိကဒါလေးနဲ့တော့လုံးဝမရဘူးအဓိကဒီညမှာဒါကျွန်တော် funding နဲ့အမျိုးမျိုးကွဲထွက်ဖို့ရှိတယ် United အသင်းတွေကတော့လက်ရှိမှာ Ineos အုပ်စုကပဲဒီ project ကိုအဓိကဦးဆောင်ဖြစ်ပြီးတော့ကလေးစားမိသားစုတို့ကဒီညမှာဒါငုတ်တုတ်ကြီးရက်ကြီးနေမယ် အနေထားမှာရှိပါအဲ့တော့ကြောင့်မို့လက်ရှိမှာအသင်းအဲ ပိုင်ရှင်ပြောင်းလဲကိစ္စလက်ရှိမှာတွတ်တုတ်တိတ်ပြီးလုပ်ဖို့မရှိတာဒီကိစ္စ။ဘာလို့ဆိုမထင်မှတ်ပဲနဲ့အခုလက်ရှိမှာလားဒီကိစ္စကမီးစိမ်းပြသွားဖြစ်တော့ဒီကိစ္စဆထားတဲ့လူတွေကလည်း Ineos တို့ကိုယ်စားဖြစ်တယ်။ဒါကလီဇာမိသားစုအနေနဲ့အခုလက်ရှိမှာ Manchester United အသင်းကိုရောင်းချဖို့ဘာညာကိုစဉ်းစားနေသေးဖြစ်ပေမဲ့လက်ရှိမှာသူတို့အနေနဲ့ဒီ Quinn Tit ကိုလည်းသူတို့လိုချင်တယ်။ Quinn Tit တာ Manchester United ဆောက်ပြီးအခုလက်ရှိ Tan J ထက် Total 25ရာခိုင်နှုန်းနဲ့29ရာခိုင်နှုန်းဒီတက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ Manchester United ပြိတက်တွေဟိုဆို Manchester United လက်ရှိပိုင်ရှင်ကလီဇာမိသားစုနဲ့ Quinn Tit လေးကိုလည်းစောင့်ကြည့်တဲ့သဘောမှာ ်မှာရှိတယ်အဲ့တော့အကဲကွင်းသစ်စောက်မယ်ဆိုရင်တော့ဒါသူတို့အနေနဲ့ဆာဂျင်ရက်ကလစ်ပြည်ဒါကျွန်တော်တို့ drag along cause ကအစ်ပါဘယ်အဲ့တော့ ဆာဂျင်ရက်ကလကဒီနေမှာလေရှင်းတယ်မင်းတို့ကွင်းသစ်တို့မင်းတို့အနေနဲ့ဒါဒီအောင်ရောင်းကျင်တယ်ငါတို့ကွင်းသစ်စီမံငါတို့မလုပ်တော့မင်းတို့ကမင်းတို့လုပ်အာကိုကွီးဒါပေမဲ့ခုနကပြောတယ်မင်းတို့အနေနဲ့ဒီကွင်းသစ်စီမံငင်းလို့ညင်နေဆိုတော့ငါတို့ကိုဒီ share တွေကိုဖိဖိချင်းပြန်အောင်အဲ့လိုပုံစံမျိုးတို့ကသွားဖို့ရှိတယ်ပေါ့တော့တချို့မှာဆာဂျင်ရက်ကလအနေနဲ့ဒီ United အသင်းရဲ့ကွင်းသစ်ကိုဘယ်လို funding လုပ်ဖို့ရှိလဲပထမအဆုံးတစ်ချက်တို့အနေနဲ့ဒါကျွန်တော် American ကဘန်ကနေပြီးတော့ဒါကျွန်တော်တို့အတိုးနေနေနဲ့ဒါကျွန်တော်တို့ချင်းွေယူဖို့အတွက်လုပ်ဖို့ရှိတယ်နောက်တစ်ခုဒီကျွန်တော်ပရဝင်ကနေဒီပရဝင်မှာဒါကျွန်တော်တို့အဲ ျွန်တော်တို့အာဘယ်လိုပဲ branded တွေရှိတယ်ဒါကျွန်တော်တို့ဟို hotel တွေငားမယ်ဒါ shopping mall တွေငားမယ်ဒါကျွန်တော်တို့လက်ရှိမှာရုပ်ရှင်ရုံတွေငားမယ်ကစားကွင်းတွေငားမယ်ဒီ area ကငားကနေပြီးတော့ဒါကျွန်တော်တို့လက်ရှိမှာ inos osu ကနေပြီးတော့ dia funding ပြန်လုပ်ဖို့ရှိတယ်တတိယတစ်ချက်ဒီ area ကလုံးဝတော်တော်လေးတစ်ခေါက်ပြောပြခဲ့လို့ပဲလက်ရှိမှာ inos osu အနေနဲ့အလုံးစုံသောချင်းငွေကိုဒါကျွန်တော်တို့ inos osu ကကိုယ့်ဘက်ကိုယူမယ်လက်ရှိမှာ inos osu ကဘယ်လိုပုံစံမျိုးတွားဖို့ရှိလဲဆိုတော့ဒီ ultra food မြေတစ်ခုလုံးကို Manchester United အသင်းကနေ Ineos အုပ်စုအနေနဲ့ဒါကျွန်တော်တို့တစ်ပြက်မှာ260 260ပုံစံမျိုးငှားချလိုက်မယ်အဲ့တော့ပြောချင်တာက Manchester United ကဒီ260ဆိုတဲ့ပုံစံမျိုးပဲရရှိမှာဖြစ်ပြီးတော့ဒီမြေပေါ်မှာဖြစ်နေတဲ့စီးပွားရေးတွေရရှိမှာမဟုတ်ဘူးဥမာဒါကျွန်တော်တစ်ခေါက်ရှင်းပြခဲ့လို့ပဲခမရကမြေပိုင်ရှင်ခမရကအဲ့မြေကိုငှားလိုက်ပြီးလူတယောက်ကအဲ့လူတယောက်ကအဲ့မြေပေါ်မှာစီးပွားဖြစ်နေတဲ့မှတ်သမီးခမရနဲ့မဆိုင်ဘူးခမရမြေငှားကပဲရပါ Manchester United တင်လည်းအဲ့လိုဖြစ်အဲ့တော့လက်ရှိမှာ Ineos အုပ်စုကတတိယ option ကိုအခုလက်ရှိမှာတော်တော်လေးကိုစဉ်းစားလာတယ်ဘာကြောင့်လဲအခုလက်ရှိမှာဒါကျွန်တော်တို့ဂလီဇာမိသားစုနဲ့ ထင်မထင်လို့ဒါကျွန်တော်အသင်းကိုရောင်းချသွားနိုင်တဲ့အတွက်ကြောင့်မို့ United အသင်းစီကနေပြီးတော့ Ineos အုပ်စုက at least တော့သူတို့ क्व င်းသစ်ဆောက်ပေးခဲ့မယ်ဆိုရင်တော့တခုခုဒီအသင်းအတွက်သူတို့ကပြန်ရချင်တယ်ပြောချင်တာခုနကပြောဆိုပေ United အသင်းရဲ့ဒါ क्व င်းကိုကျွန်တော်တို့မြေကိုဒါသူတို့260ငားခဲ့မယ်သူတို့ sorry 260သူတို့ငားလိုက်မယ်ငားပြီး United ကို260စာအော်မင်းတို့ကဒီဒီ क्व င်းကိုငားရတဲ့ငါပေးမယ်ပြီးရင် United အသင်းအနေနဲ့အခုလက်ရှိမှာသူတို့အနေနဲ့ဒါကြောင့် क्व င်းသစ်ဆောက်မယ် क्व င်းသစ်ကရတဲ့လက်မှတ်ကိုလည်း percentage ပြန်ခွဲမယ်ဒါ United အသင်းရဲ့ percentage ဘာညာဆိုတဲ့ပုံစံမျိုးကိုသူတို့သွားပြီးကစားဖို့ရှိတယ်ဒါကလက် က်ရှိပုံစံမျိုးပေါ့နော်အဲ့တော့ Manchester United အသင်းကဒီလိုပုံစံမျိုးကိုရှေ့ကနေတွားဖို့အတွက်ကြောင့်မို့သူတို့နေပြင်ဆင်လာခဲ့တယ်အဲ့တော့ United အသင်းနေဒါပြန်စဉ်းစားကြည့်မယ်ဆိုတော့ဒါသူတို့ကရှုံးနေတိုးမဲ့တော့ကြာ India ဘက်ကပြန်ကြည့်မယ်ဆိုလဲသူတို့ဘက်ကအကယ်၍ဂလီဇာမီသားစုဒါ United ကိုရောင်းပစ်ခဲ့လိုက်လို့ရှိရင်သူတို့ဘက်ကဒါလေးနဲ့ပြန်ကာထားမယ်ဆို OK တယ်အဲ့တော့ နှစ်ပတ်လုံးကတည်းကလက်ရှိမှာ defensive mode သွားနေတယ်။ဂလီဆန်ဘီသားစုကလက်ရှိမှာဒါတွေခေါင်းထဲမှာမရှိဘူး။သူနဲ့သူတို့ပတ်ဆိုင်ရဖို့တပည့်ရှိတယ်။သူတို့တွေနဲ့လက်ရှိမှာအသင်းရောင်း9ဘီလီယံလူချင်းနဲ့ဆိုတဲ့ခေါင်းထဲမှာ mindset ပဲရှိတယ်။ဒါပေမဲ့အင်ဂျင်ဆုပ်စုကငါတို့ကကွင်းယူပြင်ပြီးမှဒီခေါင်းတွေငါတို့ရဲ့ share တွေပါထိုးရောက်လာဘယ်လိုလုပ်မလဲဆိုတဲ့ပုံစံမျိုးသူတို့လုပ်သွား။အဲ့တော့အင်ဂျင်ဆုပ်အနေနဲ့ဒီလက်ရှိဒါ queen project မှာသူတို့အဓိကပါဝင်ခြင်းနဲ့ခုနက United ကဒါ260စာပေးပြီးဒီ ကွေးတဲ့ပုံမှာဖြစ်သမျှဒါကျွန်တော်စီးပွားရေးမှန်သမျှတို့ကယူကျင်လိုက်တဲ့သဘောမှာရှိတယ်အဲ့တော့ပထမတော့ဒါကျွန်တော်တို့ရှုံးမှုရှိတယ် of course ဒါကကဘယ်လို queen star စောက်တဲ့ဘာညာဆိုပထမဒါနှစ်တရားရှုံးမှုရှိတယ်ဒါပေမဲ့နောက်ပိုင်းတွေမှာ idios အနေနဲ့ပြန်မြတ်ဖို့ရှိတယ်လို့အဲ့တော့လက်ရှိမှာ united လက်ရှိ queen က funding ကဒီ၃မျိုးကတော့ဖို့ရှိတယ်ပထမဆုံးတစ်ချက်ကဒါကျွန်တော် band to chew ကိုယူရဲရှိတယ်ဒုတိယတစ်ချက်ကဒါကျွန်တော်တို့လက်ရှိပရဝင်ကဒါကျွန်တော်ငှားနယ်ဘာညာလုပ်ပြီးတော့ဒီကနေပြီးပြန်လုပ်ဖို့ရှိတယ်တတိယတစ်ချက်က idios os အနေနဲ့ဒါ united ကိုဒါ260ပုံစံမျိုးငှားပြီးတော့တို့ကတို့ဘယ်လိုပဲလုပ်လို့ဒါတို့အနေနဲ့ပုံစံမျိုးတွားဖို့ရှိတယ်ဘောနော်အဲ့တော့ United ဘက်ကဒီညမှာဒါကိုဘယ်လိုမျိုးလက်ခံသွားမလဲတချို့တော့စောင့်စိတ်စိတ်ဝင်စားဖို့ခေါ်အဲ့တော့ကလေးစားမိသားစုပေါ်မှာပဲအဓိကပြန်ကြသွားဖို့ရှိပါအဲ့တော့ United အသင်းနဲ့ခုလက်ရှိမှာတော့ဒါ Manchester ရဲ့ဒါကြောင့် council ပေါ့နော် Manchester မြို့တော်ဝင်အုပ်စုကတော့ဒီ project အတွက်အရင်ပျော်နေတယ်။ဘာကြောင့်လဲဆိုတော့သူတို့အနေနဲ့ဒီ project ကနေငွေတွေအများကြီးရမယ်။ဒါအပြင်ကျွန်တော် Manchester မြို့ကြီးဒါကြောင့်ပုံပုံကြီးတာယာပေါ့မယ်။ပြီးရင်ဒါကျွန်တော်လူပေါင်း တောင်းနဲ့ချီတိမ့်နဲ့ချီဒီကွင်းကနေပြီးတော့အလုပ်တွေရသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ Manchester ရဲ့လက်ရှိတာကျွန်တော်မီယာကနေပြီးတော့အရန်အရန်အရန်ကိုပျော်ရွှင်နေတယ်လို့သိရတယ်မှာပါတယ်ဒီ project နဲ့ပတ်သက်ပြီး Manchester မီယာကိုတန်းကလက်ရှိမှာဒါကြောင့် guarantee လုပ်ပြီးတော့ဒါကျွန်တော်ချီးငွေတွေပါလုပ်မယ်ဆိုရင်ရှေ့ကနေပြီးတော့သွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်လို့သိရတယ်မှာပါတယ်ပေါ့နော်မီတိုပင်စူစီကမှဒီ project က Manchester United အသင်းအတွက်ကတော့ဘာတွေဘလို့ဖြစ်မလို့စိတ်ဝင်စားဖို့ကောင်းတယ်မီတိုပင်စူစီက Manchester United အသင်းနဲ့ဒါ Quintus Simon King ကတော့ဘီစိန်ပြခဲ့ပြီးပြဖြစ်တယ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်ဒါပေမဲ့နောက်မှာလုံးဆိုင် များရှိသေးတယ်လက်ရှိမှာဒါကျွန်တော်ကွင်းနာမည်ရောင်းစားမဲ့ကိစ္စတွေအခုလက်ရှိမှာဒါကျွန်တော်တို့ Manchester United ဒါ architecture ပြန်ပြင်မှုတွေကိုပြုလုပ်နေတာဖြစ်ပေမဲ့လက်ရှိမှာသတင်းကောင်းအနေနဲ့ကတော့ဒါကျွန်တော်တို့ကွင်းကတော့ဒါကျွန်တော်တို့ကွင်းသစ်ဆောက်ဖို့အတွက်မီးစိမ်းရသွားခဲ့ပြီလို့ပြောရင်းတယ်ပဲကျွန်တော်ကိုတောင်းပန်ပြုပါအောင်ဘောလုံးပွဲတွေကိုကြည့်ရှုကြနေဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကျင်းလူစံပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျညံ့ညာကလစ်မမေ့နိုင်ဖြစ်ပါတယ်အားလုံးမကြိုဒီမှာဗျကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစို့စုမောင်းတောင်းပေးနေပဲကျွန်တော်တို့တွေနောက်မှာပဲ AACC2 ူကြတယ်အဲ့တော့ Manchester United ကွင်းသစ်ကြီးမဆောက်ခင်မှာ Manchester United ကွင်းဟောင်းကိုသွားမယ်ဆိုရင်တော့အခုချိန်ကသွားဖို့အတွက်အသင့်တော်ဆုံးလို့ပဲပြောရင်လည်းကွင်းသစ်ကြီးမိမကွင်းသစ်ကြီးကမှသွားမယ်ဒီလိုသွားကြကွင်းဟောင်းကိုဒါကျွန်တော်သွားမယ်ဆိုရင်လည်းအခုကလေးကသွားဖို့အတွက်ပြင်ဆင်ကြပါတော့လာပါပဲအားလုံးမကြည့်တော့မှလည်းကျွန်တော်သွားကုန်ပြီပေါ့ဒီပါဗျ